တောင်ကတုံးဖြစ်နေတဲ့နေရာတွေကိုစိတ်ကတ်တဲ့အရေးတမျိုးဖြန့်လိုက်ရုံနဲ့တင်တောင်တစ်ခုလုံးဟာအဲအော့ဖွဲကောင်းလောက်အောင်ပြန်လဲစိမ့်လန်းဆိုပြေလာနိုင်တယ်လို့ပြောရင်မိတ်ဆွေတို့အနေနဲ့ယုံကြည်နိုင်ပါမလားပထမဆုံးမြင်ရတဲ့အခါမှာတော့ဒါကမြေကြီးကိုအစိမ်းအောင်တုံနေတယ်လို့ထင်ရပါတယ်တကယ်ကြိုးတက်ရောက်မှုမရှိပဲအလှဆင်ယုံတက်တက်လို့ထင်ရပါတယ်ဒါပေမဲ့အချိန်ရက်တစ်တပတ်နှစ်ပတ်လောက်ကြာတဲ့အခါမှာတော့ မျက်နှာပြင်တစ်ခုလုံးဟာလက်ဆက်ပြီးစိမ့်ဆူတမာတဲ့မျက်ပင်တွေနဲ့ဖုံးလွှမ်းသွားပါတယ်ဒီနေ့လန်းကိုတော့ရေဖြစ်မျိုးစစ်ချခြင်းလို့ခေါ်ပါတယ်ဒီနေ့လန်းကတစ်ပင်ပန်းမှန်တွေကိုပြန်လည်ရှင်သန်စေဖို့မျက်စံပြီးထိရောက်တဲ့နေလန်းတစ်ခုလည်းဖြစ်ပါတယ်ဒီနေ့လန်းမှာတစ်သားမြင်တွေကောက်ရိုးတွေမျိုးစစ်တွေမြေဩဇာတွေနဲ့ဆူထိုင်းစုပ်ကိုထိမ့်ပေးတဲ့ပစ္စည်းတွေနဲ့ရောဆက်လိုက်ပါတယ်ပြီးရဲ့အခါမှာတော့အားလုံးကိုစိတ်ကတ်တဲ့ရေဖြစ်ပြောင်းလဲလိုက်ကြပါတယ်အဲ့ဒီနောက်မှာတော့အလုတမားတွေက ဒီရေတွေကိုဖိအားမြင့်ပိုက်ကောင်းတစ်ခုတုံးပြီးမြေကြီးပေါ်ကိုညီညာစွာဖျင်းချလိုက်ကြပါတယ်ဒီရောဆက်မှုကမျိုးစေ့တွေကိုမြေကြီးပေါ်မှာခံမြဲစွာကန့်ညှိစေဖို့ကူညီပေးပါတယ်အမြင်တွေနဲ့စုထိုင်းစထင်းပစ္စည်းတွေကမျိုးစေ့တွေအမြန်ညောက်ပောက်ဝင်ဖို့တင့်တော်တဲ့ပဝန်းကျင်တစ်ခုကိုဖန်တီးပေးပါတယ်ကျွန်တော်တို့ပုံမှန်စိုက်ပျိုးနေကြနေလန့်တွေနဲ့ရှင်ရင်ဒီနေလန့်ကိုအသုံးပြတာကအပင်ရှင်တန်မှုကိုငါးစပုံမြန်ဆန်ပြီးကုန်ကြစရိတ်ကိုလည်းတိတိတသာသက်တာစေပါတယ်ဒါကတော့နှစ်လကြာမှရလာတဲ့ရလက်ပဲဖြစ်ပါတယ်တောင်ဆောင်တစ်ခုလုံးကစိမ့်အောင်ပင်တွေနဲ့ဖုံးလွှမ်းသွားတာကိုတွေ့ရှိရမှာဖြစ်ပါတယ်ဒီနေလန့်ကမြန်ဆန် ံနဲ့စရိတ်သက်သာတယ်ပြီးတော့မယုံနိုင်လောက်အောင်ထိရောက်မှုရှိပါတယ်။ဒါကြောင့်ပဲနိုင်ငံတော်များများမှဒီနေ့လန့်ကိုအသုံးပြုနေကြပြီဖြစ်ပါတယ်။ကျွန်တော်တို့မြန်မာနိုင်ငံကတောင်ကတုံးဖြစ်နေတဲ့နေရာတွေမှာရောအခုလိုနေလန့်ကိုအသုံးပြုပြီးပြန်လည်စိမ့်လန့်ဆိုပြေအောင်လုပ်တင်တယ်လို့ထင်ပါသလား။ဒီဗီဒီယိုလေးကိုကြိုက်နှစ်သက်တယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့တင့်မြန်မာကိုလိုက်ရန် follow လေးလုပ်ခဲ့ကြပါအောင်နော်။